ပိန်လာလီကာချန်ပီယံဆုအတွက်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့အက်တလက်တီကိုနဲ့အိမ်ကွင်းမှာကစားတဲ့ပွဲမှာဘာစီလိုနာအသင်းဟာသေရတဲ့တာယူနိုင်ခဲ့ပါတယ်။ဂျိုင်းယက်မှာကစားတဲ့ပွဲစဉ်ကမှာအင်ရှင်ဘာစီလိုနာကနေမာ၊ဆာရက်၊မက်ဆီ၊အင်နီယက်စတာ၊ဘာဂီတစ်စသူတွေနဲ့လူဆောင်ခဲ့သလိုအသာစီးလည်းကစားနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းပထမပိုင်းပြီးခင်နေ့မှာဘာဂီတစ်ကဥဆောင်ကိုတွင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ဖာနန်ဒိုတော်ရက်နဲ့ကိုရီးယားတို့လူစားဝင်လာပြီးအက်လက်တီကိုအခွင့်အရေးတွေရလာခဲ့သလိုပွဲချိန်60မိနစ်မှာကိုရီးယားကခြေပါကိုသွင်းလို့တကိုးစီတင်းနဲ့ဝယ်ပြီးခဲ့ပါတယ်။ပွဲစဉ်၅ပြီးမှာ73မှတ်ရထားတဲ့ VM Madrid ကထိပ်ဆုံးမှာရပ်တည်နေပြီး10မှတ်ရထားတဲ့ Barcelona ကအဆင့်3နဲ့9မှတ်ရထားတဲ့အက်လက်တီကိုကအဆင့်၄လို့မှာအတီးတီးရပ်တည်နေကြပါတယ်။ကျွန်တော်နေလင်ပါ။